ိုက်နေတဲ့တရား၆ခန်းကတော့မရှိပါဘူးတခန်းပဲဒုလောဒုလောပေါ့နော်နည်းနည်းဖြစ်တာလေးတော့နည်းနည်းရှိတယ်ကျွန်တော်အုံမခွက်ခောင်းရင်းနဲ့အုံမခွက်ကရက်သွားရင်အတန်အဆက်ကြာနေလုံးပဲအဲအဲ့ဒါလေးပေါ့နော်အတက်ချက်ပါပဲဒါပေမဲ့အဲ့လိုကမရိုက်ခင်တော့လေဟိုအဖက်ဖက်ပတ်ပြီးတောင်းမှန်ရတာပေါ့နော်မြေတာဖို့ပိုင်းညာအဲ့လိုမျိုးရိုက်ခဲ့ရတာအသေးချိုင်းမှာဘာရှိတရေရှိရအဲ့တရေတွေအကုန်လုံးငါ့ရဲ့ကားပေါ်ကိုတက်လို့ရတယ်ကွာ ငါကျွန်တော်55လေးအဲရိုင်းရင်းမယုံဟိုအရင်ယုံတယ်လည်းမဟုတ်ဘူးအယုံတင်တာလေးကိုယုံပြီးတော့မယုံတင်တာကိုမယုံဘူးချုပ်ဝါတွေကလည်းအရင်မယုံဘူးမရဘူးတဲ့ပါရမ်းမယုံရင်ပြဿနာများကုန်တယ်အဲ့တော့55လေးတတိတော်ထားတချို့ less ဟာကျင်းစာတွေဖြစ်နေတတ်တယ်ဒီဇဗေမညခင်ကာလလေးမှာပေါ့နော် စပင်မညက်ခင်ကာလာလေးမှာဒီလိုအပ်မယ်လို့ထင်တဲ့အခါမျိုးကြတော့ကျွန်တော်ဒီစပင်ပုံစံနေပါတယ်ချိတ်ပြီးတော့ကျွန်တော်ရဲ့နေပုံထိုင်ပုံပြောပုံဆိုပုံလေးညီနေပါပါဒီကားထဲမှာကျွန်တော်အထူးပေါ့နော် ကျွန်တော်ပြင်ဆင်ပြီးတော့ဇညွန်းခါခါဖတ်ပြီးတော့ကျွန်တော်ရဲ့ style ကျွန်တော်ရဲ့ပြောတာတွေဆိုတာတွေပြီးတော့ကျွန်တော်ရဲ့ပုံစံတွေအကုန်လုံးတက်နိုင်သလောက်ပေါ့နော်ဒါရိုက်တာနဲ့တိုင်ပင်ပြီးတော့ဒီလိုပဲချင်းကြည့်တာပေါ့နော် ဘောကမှာနေပါနဲ့ငရေပေါ်နေတာဆိုအဲကျွန်တော်ဒီပန်ဒိုရာရုပ်ရှင်စကားထဲမှာကျွန်တော်လင်းထက်နေရတာလေကျွန်တော်တည်ဆောင်ထားပါလေအဲပြီးတော့ဒီကားထဲမှာကျွန်တော်တငယ်ချင်း၃ယောက်ကအဲဘယ်လိုလုပ်မလဲတော့အရန်ဆင်းရဲတဲ့ဘဝကအရန်ချမ်းသာသွားပြီးဖြစ်ချင်တာကိုဖြစ်သွားအကြောင်းရင်းလေးကိုနော်လေးကရိုက်ထားတာဖြစ်ပါတယ်ပြီးတော့ဒီကားထဲမှာ အဲကျွန်တော်တို့ကဘယ်လိုပြောမလဲအလောင်းစားလုပ်လုပ်တာလားအလောင်းစားအလောင်းစားမဟုတ်ဘူးအလဲအလဲလုပ်တာအဲအဲ့လိုမျိုးပြရလောကနဲ့အလဲအလဲလုပ်တာလူဖြစ်ပြီးတော့လူလူမနေရတဲ့ဘဝတည်းဆိုင်ကျွန်တော်ချမ်းသာပြီးပါပဲအဲ့ငရဲကိုသွားလိုက်တော့ဒီကားရဲ့အာဝဲကျွန်တော်ပြောချင်ပါရဲ့တခြားကားတွေတော့ကျွန်တော်မပြောချင်ပါဘူးเนาะ ညအဓိကတော့ဒီဒိုင်တာဒီဒီထအောင်ဒိုင်တာဒီဒီထအောင်ကကျွန်တော်ရှေ့မှာညမင်္ဂလာနဲ့သူဟိုပြိတဲ့အတိမဖြူချင်းကိုခံထားရတယ်နော်။အဲကျွန်တော်အဓိကကလည်းညမင်္ဂလာမတိုင်ခင်နဲ့ကကျွန်တော်တို့လည်းအဲရုံမတိုင်ခင်နဲ့ကကျွန်တော်တို့ရိုက်ဖို့ရည်ရွယ်ထားတဲ့ဇာတ်ကားလည်းဖြစ်တယ်နော်။အဲဒါပေမဲ့ညမင်္ဂလာအရင်တင်ပြတယ်နော်။ကျွန်တော်အဓိကဟာနောက်မှတင်ပြတယ်နော်။အဲ့မှာသူ့ရဲ့အားသာရက်တွေကဘာလဲဆိုတော့သူက ဒီအကူနိုင်ကလည်းဇလန်းဇညောလောက်တဲ့လူတယောက်ဖြစ်တဲ့အတွက်အခုဇလန်းဟိုတော့သူကသူ့အတွက်လည်းပို့ပြီးတော့ထူးထူးခြားခြားဖြစ်မဲ့ဟာမျိုးသူပို့ပြီးတော့သူကိုနိုင်ကသဲထိတ်ခြင်းမျိုးဖြစ်မဲ့ဟာမျိုးသူပုံဖော်ခြင်းတွေဟာအကုန်လုံးတော့သူဒီကားထဲမှာစုပြုံပြီးတော့ဗောနော်သူရဲ့ကြိုးစားအားထုတ်မှုတွေကိုကျောင်းမြင်ရတယ်ဗောနော်အဲ့တော့ကျွန်တော်တို့လည်းရိုက်တဲ့အခါမှာပထမဦးဆုံးရိုက်တဲ့နေ့ဟိုဟာမနက်9:00ရိုက်ရိုက်တယ် ။နောက်နေ့မနက်9:00နာရီထိပေါ့နော်။အဲအဲ့လိုမျိုးပေါ့။ရရရတဲ့ခါမှာလည်းအကုန်လုံးအဖွဲသားလုံးပြင်ပြင်ပမန်းနဲ့ရရတယ်။ဇလန်းကလည်းဟိုလူပြောမယ်ကြောင်ကြောမဟုတ်ဘူးနော်။ဒီလိုကတကယ်အတီးရိုက်ထားတာဆိုတော့ဟိုဇိုင်ရင်းနဲ့တော့ရှင်းခုံးဘူး။ဥပ္ပေကသေဝိုင်းငရေရောက်ပါလေ။ဘင်းကြောင့်ဘသူမှဒုက္ခမရောက်ဘူးဆိုရင်။ Is it? ဒီစပင်မညခင် ကာလလေးမှာပေါ့နော်စပင်မညခင်ကာလလေးမှာဒီလိုအပ်မယ်လို့ထင်တဲ့အခါမျိုးကြတော့ကျွန်တော်ဒီစပင်ပုံစံနေပါတယ်ချိန်ပြီးတော့ကျွန်တော်ရဲ့နေပုံထိုင်ပုံပြောပုံဆိုပုံလေးနေနေပါပါဒီကားထဲမှာကျွန်တော်အထူးပေါ့နော် ကျွန်တော် ပြင်ဆင်ပြီးတော့စဉ်ညွန့်ခါခါဖတ်ပြီးတော့ကျွန်တော်ရဲ့ style ကျွန်တော်ရဲ့ပြောတာတွေဆိုတာတွေပြီးတော့ကျွန်တော်ရဲ့ပုံစံတွေအကုန်လုံးတက်နိုင်တဲ့လောက်ပေါ့နော်ဒါရိုက်တာနဲ့တိုင်ပင်ပြီးတော့ဒီလိုပဲ ချိန်ကြည့်ရပါတော့နော်တတိတော်ထားတချို့ less hard ချိန်စားရဖြစ်လေတည်းရိုင်းနေတဲ့တရေ၆ခန်းကတော့မရှိပါဘူးတခန်းပဲဒူလောဒူလောပေါ့နော်နည်းနည်းဖြစ်တာလေးတော့နည်းနည်းရှိတယ်ကျွန်တော်အုံမခွက်ခောင်းရင်းနဲ့အုံမခွက်ကရက်သွားရင်အတန်းအဆက်ချားနေလုံးပဲအဲအဲ့ဒါလေးပေါ့နော်အဲ့တစ်ချက်ပါပဲဒါပေမဲ့အဲ့လိုပေါ့မရိုက်ခင်တော့လည်း ဟိုအဖက်ဖက်ပတ်ပြီးတောင်းပန်ရတာဗောနော်မြေတာပို့ပိုင်းညာအဲ့လိုမျိုးရိုက်ခဲ့ရတာအသေးကြီးမှာဘာရှိတယ်တရေရှိရအဲ့တရေတွေအကုန်လုံးငါရဲ့ကားဘုံတတ်လို့ရတယ်ကွာတက်ငါကျော55တဲ့အဲရိုင်းရင်းမယုံဟိုအရင်ယုံတယ်လည်းမဟုတ်ဘူးအယုံတင်လာလေးကိုယုံပြီးတော့မယုံတင်တာကိုမယုံဘူးချုပ်ဝါတွေကလည်းအရင်မယုံဘူးမရဘူးအဲ့မှာရမ်းမယုံရင်ပြဿနာများကုန်တယ် အဲ့တော့55ဟုတ်ကဲ့တရေကားကကျွန်တော်တို့လည်းကြိုက်တယ်လေနိုင်ငံခြားကားတွေဆိုရင်ကျွန်တော်တို့တွေဟိုအလူရက်ပဲကျွန်တော်တို့တွေအကုန်လုံးကြည့်ကြတာပဲတကယ်တရေကားမိုက်သွားပြီဟဲ့ဆိုရင်ကြိုက်ရဟုတ်ကဲ့အဲ့တော့ဟိုအခုလည်းဒီပန်ဒိုရာကားလေးကိုဇက်ဖက်ကြည့်တဲ့အခါမှာကားကတကယ်တော့မိုက်တယ်တကယ်မိုက်တော့ကြတော့ဒါကတော့ပြည်သက်တွေကြည့်ကြည့်မှာပဲစိတ်ချင်းပြောပြောမယ်အထက်လူကြမကြတော့သိမှာပါနော်ကားကတော့တကယ်မိုက်တယ် ဟိုအဲ့အဲ့ဒီတော့ရောပို့ပြီးတော့ရင်ခုန်လာပါလေညမအဲ့တော့တကယ်မိုက်တယ်ဆိုတော့တကယ် horror ကတကယ်တော့စစ်ဟုတ်ညညာတတာသိမရှိဘူးဘဝတွေကိုသွားပြီးတော့တစ်ဖက်နဲ့သွားပြီးလဲတဲ့အခါကျတော့အဲဆူဆူရွရွလေးတွေတော့ပါတာပဲဟို real lesson လဲကြပါဘာမျိုးတွေရှိပါလဲဟုတ်အဲ့ဒါအားမရဘူးဆိုရင်တော့ကျွန်တော်တို့ကကျွန်တော်ရုပ်ရှင်စာရိုက်ကတဲ့ကကျွန်တော်ရည်ရွယ်မိုးကဒီတိထအောင်ကြည့်ရအောင် ပြီးတော့ဇာရိတ်ကဘောနော်အဲ့လိုမျိုးဆိုတော့ဒါရှင်းရှင်းပြောမယ်ဆိုရင်ဟိုကျွန်တော်ကျွန်တော်ပထမအုပ်ဆုံးရိုက်တဲ့ဇညွန်းဆရာပေါ့နော်ဒီဆရာဆိုတော့သူရိုက်တယ်ဆိုတဲ့အချိန်မှာကတည်းကမန္တလေးပြည်မှာသူပထမအုပ်ဆုံးရိုက်တဲ့ကားမှတော့ကျွန်တော်ပါချင်းလာပါဟုတ်ဒီလိုပဲအကြောင်းမင်းမှုနဲ့ပေါ့နော်ဟိုဟာပြတော့ကြတော့ဟိုသူကသူနဲ့ကျွန်တော်တို့နဲ့ကြတော့ဘယ်လိုလဲဆိုတော့ဟို ဟိုရိုက်တဲ့အချိန်မှာရောပါကျွန်တော်တို့လိုချင်တာတွေကိုပေါ်တင်ညှိရတယ်လို့ပေါ်တင်ညှိရပေါ်တင်ပြောရအဲ့ဒီမှာမှ तू ကမရလာ तू မကြိုက်ဘူးဆိုရင်လည်းသူ့မျက်နှာသိမ့်မကောင်းသိမ့်မကောင်းဆိုတော့ရိုက်နေတဲ့သဘောပေါက်လာအဲ့ဒီမှာဒီလိုမကြိုက်ဘူးမလားလို့ပြန်ရိုက်မယ်လို့အဲ့လိုမျိုးလေဒါအဲ့အဲ့လိုမျိုးလေးပဲနော်အဲ तू က तू ပြောဖို့စကားစဉ်းစားတယ်ပြောဖို့စကားစဉ်းစားတယ်အဲ့အဲ့ဒါပဲကျွန်တော်တို့ကပဲမကြိုက်ဘူးမလားလို့မကြိုက်ရင်ပြန်ရိုက်မယ် အဲ့ဒါဟုတ်တယ်တဲ့ဟိုအကုန်ကောင်းတယ်ပေါ့နော်ဘယ်နေရာမှာပါပြင်းတယ်ဘယ်နေရာပါပြင်းတယ်အဲ့ပြန်ပြောအဲ့ဒါအဲ့နေရာပြန်ပြင်းပြန်ပြင်းပြန်လုပ်ပေါ့နော်အဲ့လိုမျိုးအဲ့ပင်တော့ပင်မင်းတော့ကမှာဒီမှာနေငရဲဘာနိုင်တာဆိုသူရေးတဲ့ဟာကိုသူရိုက်တာတော့ကောင်းသူစိတ်ထဲမှာပေါ်နေတာရှိတယ် အဲ့ဒါလို့ तू ကသူကိုယ်တိုင်လောက်ရတာသူကိုအားရမှာပေါ့လေသူဇန်ညွှန်းရေးပြီးတခြားလူကိုသူပေးလိုက်တာကြတော့သူမြင်နေတဲ့ဟာနဲ့ကိုယ်ပဲဒါရိုက်တာနဲ့ရိုက်တာနဲ့သူကျမလည်းဒီမှာတဲ့ပါသူကျမလည်းဒီမှာဆိုတော့ဟိုသူရေးပြီးတော့သူရိုက်တာကြတော့သူစိတ်ကြိုက်ပဲဟုတ်တယ်မဟုတ်ကောင်းရင်လည်းသူရမယ်မကောင်းရင်လည်းသူရမယ်ကျွန်တော်တို့ကန်ဒရာရုပ်ရှင်စကားကြီးကနိုဝင်ဘာ28ရက်နေ့ကျဟိန်းတော်လူကြီးတို့မှာရုပ်လင်းပြသမှာဖြစ်ပါမယ်ဒါရိုက်တာနေစ ကျွန်တော်တို့အားလုံးအရန်ကိုမှပြုစားကြကြပါမယ်အဲ့တော့အားလုံးဝေဖန်သုံးသပ်ပြီးတော့ကြောက်ပေးကြပါဦးလို့ပြောနေတာ